နေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတပုတ်ကတော့ရှမ်းတန်တော်ဆက်မှာဖော်ပြထားပြီးတော့နန်းဆိုင်တွင်ရေးသားတဲ့တော်လင်ကြီးဝိညာဉ်မရှိတော့တဲ့ရှမ်းလက်နက်ကိုင်းဆိုတဲ့သတင်းဆောင်ပါတပုတ်ပဲဖြစ်ပါတယ်မြမပြည့်ရဲ့မြေပုံ၄ပုံတပုံခန့်ကျေဝန်းနဲ့ရှမ်းပြည်ဟာအရှုပ်ထွေးပေါင်းများစွာစီရင်ရန်ွေတွေနဲ့ပြည့်နှက်လာခဲ့တာဟာနှစ်ပေါင်း80နီးပါးရောက်ရှိခဲ့ပါပြီ ရှမ်းပြည်မှာတရားစားတရီပေါ်ကျွေဝပီတိုင်းရင်းသားလူမျိုးစုံနေထိုင်တဲ့ဒီတာဖြစ်တယ်လို့စစ်လက်နက်ကင်တွေလည်းပေါ်များတဲ့ဒီတာတစ်ခု ဖြစ်ပါတယ်စစ်လက်စစ်လက်နက်ကင်တွေရဲ့ရည်မှန်းချက်တွေက အာဏာရှင်တိုက်ဖြတ်ဖို့ကိုယ်လူမျိုးကိုယ်ပြည်နယ်အဖိနှိတ်ခံဘဝလွတ်မြောက်ဖို့အတွက်လက်နက်ကင်လမ်းစဉ်ကိုရွေးချယ်ခဲ့ကြတာတွေ့ရပါတယ်ထိုနည်းတိုင်းရှဲလက်နက်ကင်တပ်ဖွဲ့နှစ်ဖွဲ့လည်းအပါအဝင်ဖြစ်ပါတယ်ရှမ်းလူမျိုး ရှမ်းပြည်အာနာရှင်မန္တမြတိုက်ဖြတ်ရေးဆိုပြီးကြွေးကြော်လက်နက်ကင်ခဲ့တာမေ21ရက်မှာ68နှစ်တိုင်ခဲ့ပါပြီတိုးပေမဲ့2022ခုနှစ်ဖေဖော်ဝါရီ1ရက်မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းမှုတကြော့ပြန်ဖြစ်လာခဲ့ပြီးအခုဆိုရင်၄နှစ်ကျော်ကာလအထိရောက်ရှိလာပေမဲ့စစ်အာဏာရှင်အမြင့်ဖြတ်တိုက်ထုတ်ဖို့အာဏာရှင်မှန်သမျှတွန်းလှန်ဖို့ရှမ်းလူမျိုး ရှမ်းပြည်အဖိနှိတ်ခံဘဝကလွတ်မြောက်ဖို့ဆိုပြီးလက်နက်ကင်လာတဲ့ရှမ်းတက်နှစ်တက်ဟာပျောက်ချင်းမလပျောက်နေပါလေဒါကြောင့်ရှမ်းတက်နှစ်တက်အနေနဲ့ဘာကြောင့်လက်နက်ဆွဲကင်နေသေးလဲဆိုတာရှမ်းလူဒုကမေကွန်ထုတ်နေတယ်လို့ရှမ်းတက်နှစ်တက်အနေနဲ့လဲပြန်လေစမ်းစစ်သုံးသက်တဲ့ကြောင်းရှမ်းလူဒုကပြောဆိုလိုက်ပါတယ်ချားလူမျိုးစုတွေကလက်နက်ကင်ပြီးအင်တိုက် အားထိုက်တော်လန်ကြီးလုံနေချင်းရှမ်းတက်နှစ်တက်ကဗမာများ ပုံရှောင်သွားကြလဲဗမာများနေနေကြလဲဘာကြောင့်ကျွန်တော်တို့ရှမ်းပြည်သူတွေမျက်နှာငယ်အောင်ပြစ်ထားရတာလဲလို့အသက်45နှစ်အရွယ်လားရှုံမျိုးနေဆိုင်းလရွှေကရှမ်းတက်နှစ်တက်ကိုမေးခွန်းထုတ်လိုက်ပါတယ်ဆိုင်လာရွှေရှမ်းပြည်မြောက်ပိုင်းလာရှုမြို့မှာနေထိုင်နေသူ ဖြစ်ပြီး10029စစ်စင်ရေးအတွင်း အိုးပြက်အိမ်ပြက်ကိုတိုင်းကြုံတွေ့ကဆေဘေးရှောင်ဘဝရောက်ရှိခဲ့ရသူ ဖြစ်တယ်လို့လက်ရှိစစ်စင်ရေးပြီးဆုံးပြီးနောက်လာရှုမျိုးပေါ်ပြန်လည်နေထိုင်နေသူတယောက်လည်းဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့အစဉ်လာကိုကြည်ချင်းအားဖြင့်လူမျိုးစုတစ်ခုမှလက်နက်ကင်တာမရှိပါက အားကိုးစရာမရှိကြောင်းထင်မြင်ယူဆနေခြင်းလူမျိုးစုငယ်တွေလက်နက်ကင်ပြီးကိုယ့်အမျိုးသားရေးအတွက် ကာဝယ်မြင့်တင်နေတဲ့အချိန်ကာလတစ်ခုဖြစ်တယ်လို့ဆိုင်းလရွှေကထောက်ပြပြောဆိုလိုက်ပါတယ်။ရှမ်းလူမျိုးတွေမှာလည်းနှစ်ပေါင်းများစွာ အခြားလူမျိုးတွေအားကြခဲ့ရတဲ့ကြီးမားထင်ပေါ်တဲ့စစ်တပ်ကြီးရှိခဲ့ပြီးရှမ်းလူမျိုးထောက်ခံမှုရှမ်းလူမျိုးအားပေးပံ့ပိုးမှုကြောင့်ယခုထိတိုင်ရက်တည်နိုင်တဲ့ရှမ်းတပ်နှစ်တပ်ရှိနေပါတယ်။ ရှမ်းတပ်တွေဆိုဒီမှာတစ်ဖက်ကကြောသားဖြစ်ရင်တစ်ဖက်ကလည်းရင်သားဖြစ်ပြီးခွဲခြားလို့မရအောင် ရှင်တွဲခဲ့ကြတာကိုရှမ်းတပ်မတော်တွေအနေနဲ့မမေ့ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ရှမ်းလူမျိုးပြောရဆိုရင်ပြည်သူနဲ့စစ်တပ်ဟာကြောသားဖြစ်ရင်တစ်ဖက်ကရင်သားပဲဒီလိုကိုဖြစ်နေဖို့အရေးကြီးပါတယ်ကျွန်တော်တို့ရှမ်းပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာလေရှမ်းစစ်တပ်ကနေပြီးမမေ့မလျှော့ရဲသူ့မှာရှိတဲ့တာဝန်ကို တင်းပြစ်ချက်ပြစ်နဲ့ကျွန်တော်တို့ပြည်သူကိုကာကွယ်ရမယ်ထိမ့်သိမ်းရမယ်လို့ဆိုင်းလာရွှေကပြောပါတယ်တော်လန်ရေးဆိုဒီမှာအာနာရှင်ကိုတော်လန်ခြင်းမတရားသောစနစ်တစ်ခုကိုတော်လန်ခြင်းဖြစ်တဲ့အလျောက်လက်ရှိရှမ်းတော်လန်ရည်လို့ခေါင်းစဉ်တက်ထားတဲ့ရှမ်းတက်နှစ်တက်ကဘသူကိုတော်လန်နေလဲဆိုတာကိုတက်ကြွလှုပ်ရှားရှမ်းလူငယ်ရိမ့်နှွန်လောင်းကထက်လောင်းမေးခွန်းထုတ်လိုက်ပါတယ်ရှမ်းတော်လန်ရည်ကရှိ သေးလားရှမ်းဒေါ်လာရေးလုံနေသူတွေကပြည်သူတွေကို ပြန်ပြီးမှတော်လန်နေတယ်လို့ပဲလို့ရင်းနှွက်လောင်းကလက်ရှိရှမ်းတော်လန်ကြီးတက်အခြေအနေကိုထောက်ပြပြောဆိုပါတယ်ရှမ်းတော်လန်ကြီးလှုပ်ဆောင်နေပြီးအမျိုးသားရေးအတွက်ဆိုတဲ့ရှမ်းတက်မတော်တွေဟာလက်ရှိမှာပြည်သူလူထုကို မကာကွယ်ပေးကြောင်းရှမ်းလူထုအနေနဲ့အားကိုးเสียရာ အားရစရာတစ်စက်မှမရှိကြောင်းလဲသူ့ရဲ့ခံစားချက်ကိုပြောထွက်လာပါတယ်ကျမကပြည်သူတယောက်အနေနဲ့လူငယ်တယောက်အနေနဲ့တော်လန်ကြီးလှုပ်ဆောင်နေသူကိုအားကိုးခြင်းနဲ့ယုံကြည်ခြင်းနဲ့လို့လည်းရင်းနှွန်းလောင်းကပြောပါတယ်အလားတူရှမ်းနိုင်ငံကြီးတက်ကြွလှုပ်ရှားသူလည်းဖြစ်နိုင်ငံကြီးသူတည်တည်လည်းဖြစ်တဲ့နန်း ွန်လိတ်ကလည်းလက်ရှိအနေထားနဲ့ပတ်သက်ပြီးရှမ်းလူငယ်ရှမ်းပြည်သူတယောက်အနေနဲ့ရှမ်းတက်တွေကိုအားရစရာကျဉ်းတ်မှုမရှိဘူးလို့ပြောဆိုလိုက်ပါတယ်။ရှမ်းတော်လန်ကြီးဟာရှမ်းမျိုးသားကြီးလွတ်မြောက်ရေးအမျိုးသားတန်းတူရေးရရှိဖို့အတွက်စတင်လက်နက်ကင်တော်လန်လာတာနှစ်ပေါင်း68နှစ်တိုင်လာပင်မဲ့ရည်မှန်းချက်ပန်းနိုင်ကိုမရောက်ရှိသေးပါဘူး။ လက်ရှိရှမ်းတော်လန်ရေးတပ်ဖွဲ့နှစ်ဖွဲ့လုံးလုတ်ပုံကင်ပုံနဲ့နူးတော်လန်ရေးမှာ ပါဝင်မှုကို ကြည်ချင်းနှိုင်းရှင်ကြည်ပါက အာမရကျောင်းထိုနည်းတူရှမ်းလူငယ်ရှမ်းလူရုအနေနဲ့လမ်းပြောင်းနေကြောင်းလဲနန်းခွန်လိတ်ကထောက်ပြပြောဆိုပါတယ်ရှမ်းပြည်တပ်မတော် SSA လို့ခံယူထားတဲ့ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ RCSS2 ကြား ပူပေါင်းဆောင်ရွက်မှုမရှိခြင်းနှစ်ဖွဲ့ကြားစီရင်တင်းမာခြင်းနဲ့တိုက်ခိုက်ခြင်းတွေကိုပြုလုပ်တဲ့အတွက်လူငယ်တွေနဲ့ပြည်သူလူထုတွေဟာရှမ်းမျိုးသားရေးနဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကို ပါဝင်လိုမှုမရှိတော့ဘဲစိတ်ပြက်လာခြင်းဖြစ်ကြောင်းလဲနမ်းမွေကဆိုပြန်ပါတယ် လွန်ခဲ့တဲ့2015ခုနှစ်နိုဝင်ဘာလမှစတင်ပြီးရှမ်းပြည်မြောက်ပိုင်းမှာ RCSS နဲ့ SSPB ပလောင်တောင်အမျိုးသားလူမျိုးရေးတပ်မတော် TNL ပူးပေါင်းတပ်ဖွဲ့တို့ကြားနေမြေပိုင်နဲ့အငင်းပွားမှုကြောင့်တိုက်ပွဲတွေစတင်လာခဲ့တာယနေ့ထိပါပဲ RCSS အတိုင်းငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲစဲရေးသဘောတူစာချုပ် NCA ကိုလက်မှတ်ရေးထိုးထားပြီး SSPB ကလက်မှတ်ရေးထိုးထားခြင်းမရှိပါဘူး ဒါပြင် SSPB ဟာဝပြည်သွေးစီညညရေးတက်မတော် UWSA ဦးဆောင်တဲ့ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ FPNCC အဖွဲ့ဝင်ဖြစ်ပါတယ်။ရှမ်းတနတ်တက်ရဲ့ပြိပခါဟာရှမ်းပြည်မြောက်ပိုင်းကနေစတင်လာပြီး2021ခုနှစ်မှာစတင်ကရှမ်းပြည်တောင်ပိုင်းမိုင်းကိုင်ဘက်ထိရောက်ရှိလာသလို2023ခုနှစ်မှာရက်ဆောင်မြို့ထိပြန့်နှံ့လာခဲ့ပါတယ်။ ၎င်းတန်တက်ရဲ့စီရေပြိပခကြားနှစ်ဖက်တက်စလုံးကတက်သားသည့်စူဆောင်းမှုကြောင့်လဲရှမ်းလူလူတွေစိတ်တော့ကအမျိုးမျိုးကြုံတွေ့ခဲ့ရပြန်ပါလေထို့နောက်2023ခုနှစ်နိုဝင်ဘာလကမှာအပြစ်ခတ်ရဲစဲကြောင်းနှစ်ဖက်ပူးတွဲကြင်ညာချက်ထုတ်ပြန်ခဲ့ပေမဲ့2024ဇူလိုင်လမှာတိုက်ပွဲတွေတဖန်ပြန်ဖြစ်ပွားလာတဲ့အတွက်လဲရှမ်းနိုင်ငံရေးသမားတွေရှမ်းလူလူအတွက် စိတ်ပြက်ဖွယ်ရထပ်ပြီးတော့ ဖြစ်လာပြန်ပါတယ်ယခုတပံမေလ22ရက်ရှမ်းတော်လန်ရီနေ့အတွင်းရှမ်းတက်နဲ့တက်ရောက်ရှိနေတဲ့နေရာကနေအပြစ်ခတ်ရထားရရင်အပြန်လန်အမိန်ပေးစာဆောင်လဲလူမှုကွန်ရက်စာမျက်နှာပေါ်ရှမ်းဘာသာနဲ့မေ16ရက်နေ့မှာထပ်မံပြန်နှက်လာတဲ့အခါအလွန်မင်းရှက်စရာကောင်းတဲ့လုပ်ရဲလို့ရှမ်းလူမှုတွေကပြောဆိုလိုက်ပါတယ်ဝိုင်းရှမ်းနိုင်ငံကြီးခေါင်းဆောင်တူကလည်းရှမ်းတက်နှစ်တက် ပူပေါင်းရေးအချင်းချင်းချတိုက်ပွဲမဖြစ်ပွားရေးကိစ္စကိုကျင်းပန်းများစွာဆွေးနွေးခဲ့ပြီးမအောင်မြင်ရခြင်းဟာရှမ်းတက်နဲ့တက်ခေါင်းဆောင်ပိုင်းနဲ့ရှမ်းတက်တွေ policy ပြန်ပြီးပြောင်းလဲဖို့လိုအပ်ကြောင်းလည်းပြောဆိုခဲ့ပါသေးတယ်။ကျွန်တော်တို့ရှမ်းတွေအချင်းချင်းမတိုက်ဖို့ပြောဆိုလာတာလည်းကြားပြီးမအောင်မြင်တာကတော့ခေါင်းဆောင်တွေနဲ့သူ့ရဲ့အနီးကပ်လူယုံတွေနဲ့ဆိုင်မဲ့ထင်ပါတယ်ဒီခေါင်းဆောင်တွေကကြားပြီးလေဘာမှပြောင်းလဲမလာဘူး ဒီကောင်းဆောင်တွေကိုအရင်ပြောင်းလဲဖို့လိုတယ်လို့ကျွန်တော်ထင်တယ်လို့ဝါရင်ရှမ်းနိုင်ငံရေးကောင်းဆောင်တို့ကမှတ်ချက်ပြုလိုက်ပါတယ်။ရှမ်းပြည်တပ်မတော်စတင်တီထောင်ချိန်ကမိမိတိုင်းပြည်နဲ့အမျိုးသားရေးကိုကာကွယ်စောင့်ရှောက်ရဲအတွက်ဆိုတဲ့ကျွေးကြော်ချက်နဲ့နွန်စစ်ဟန်လို့ခေါ်တဲ့ရှမ်းလူငယ်30အဦးဟာ1958မေ22ရက်မှာ မိုင်းတုံမြို့နယ်နန်းကျွတ်ချောင်းပေတော်ရင်နေရာမှာသွေးသစ္စာရေတောက်ခဲ့ပြီး လက်နက်ကင်တော်လန်ရေးကိုစတင်လှုပ်ဆောင်ခဲ့ပါတယ်။ဆီယနာရှင်ဆန်းဆန်းဗမာစစ်တပ်ကကျူးကင်ပြီးလူခွင်ရေးကျူးလွန်ဖိနှိပ်ခံရမှုတွေကြောင့်ရှမ်းလူလူဟာအခွင့်အရေးဆုံးရှုံးရမှုကိုမခံနိုင်တဲ့အတွက်1958ခုနှစ်ကစတင်ပြီးရှမ်းလူငယ်တွေဥဆောင်တဲ့ရှမ်းပြည်တပ်မတော်ကိုတီထောင်ခဲ့ကြပါတယ်။ဒါပေမဲ့လက်ရှိအခြေအနေမှာတော့ရှမ်းပြည်လူလူရှမ်းမျိုးသားရေးကိုဦးတည်ပြီးလှုပ်ဆောင်မယ်လို့ကြွေးကြော်ခဲ့တဲ့ ရှမ်းတက်မတော်တွေကလက်ရှိမှာရှမ်းလူလူရဲ့မျက်ရည်ကိုတော့မကြည့်တော့တဲ့အခြေအနေဖြစ်နေပါပြီအခုနေထားရဆိုရင်ရှမ်းလူလူရှမ်းလူငယ်တွေဟာရှမ်းကောင်းဆောင်တွေအချင်းချင်းကြားမတည့်တဲ့ပြဿနာကြောင့်ပျောက်တော့လမ်းမှာစံတဝါဝါဆိုတဲ့အတိုင်းတွေးဝေမှုတွေဖြစ်နေကြပါတယ်တက်မတော်တို့ခုဖြည့်ဆည်းဖို့ဆိုတာခဏတာဖြည့်ဆည်းနိုင်ပေမဲ့ အခုလိုခိုင်မာရှိတဲ့ရှမ်းတက်နှစ်တက်ဖြစ်လာဘူးဆိုတာနှစ်ပေါင်းများစွာ ရှမ်းလူတို့ရဲ့သွေးချွေးတွေနဲ့ပေးဆက်ပြီးတိဆောက်ခဲ့တာရှမ်းလူငယ်တွေကလည်းကျွန်တော်လူ ရှမ်းတက်တွေကိုယုံကြည်အားကိုးနေကြစေပါရှမ်းတက်နှစ်တက်ချင်းချင်းပြိပခဖြစ်ပြီးပျက်စီးသွားဖို့ဘယ်သူမှမလိုလားကြပါဘူးရှမ်းလူတို့အားကိုးရသလို ရှမ်းလူငယ်တွေလည်းတော်လန်ကြီးစိတ်သက်ပိုပြီးအာတန်လာအောင်ရှမ်းခေါင်းဆောင်တွေအနေနဲ့ ဖြစ်နေတဲ့အရာကို ပြုပြင်ပေးပါလို့လာရှုမျိုးနေဆိုင်လရွှေကတောင်းဆိုလိုက်ပါတယ်ထို့ပြင်ရှမ်းတော်လန်ကြီးဟာတတ်တန်းအတော်ကြာပြီ ဖြစ်ပြီးတော့ရင်းကိုဆက်တင်ခေါင်းဆောင်ခဲ့သူတွေကလည်းတက္ကသိုလ်ကျောင်းသားလူငယ်တွေဖြစ်ကြတာကြောင့်အဲ့ဒီတမိုင်းနောက်ခံကိုကြည့်တဲ့အခါမှာလက်ရှိ ရှမ်းလူငယ်တွေအနေနဲ့လည်းရှမ်းပြည်ငြိမ်းချမ်းရေးနဲ့တန်ဖိုးရှိတဲ့လူမှုဖွံ့ဖြိုးရေးနိုင်ငံရေးပြောင်းလဲမှုတွေအတွက်တာဝန်ယူမှုရှိတာကိုရှောင်လွှဲမရကြောင်းလဲနန်းမွေကထောက်ပြပြောဆိုပါတယ်။အခုကာလတနိုင်ငံလုံးတော်လှန်ရေးအုံကြွတဲ့ကာလဖြစ်တဲ့လျှောက်နိုင်ငံရေးပြောင်းလဲခွင့်လန်းအရေးကြီးဆုံးကာလမှာ နောင်တရရစရာဖြစ်မဲ့အထိတိတ်ဆိတ်မနေရအောင် ငញ្ញံရေးအတွက်ဖြစ်စေတန်မိုးရှိတဲ့အနာဂတ်တစ်ခုအတွက်ဖြစ်စေရှမ်းလူမျိုးအတွက်တာဝန်ယူရမယ့်လူငယ်ခေါင်းဆောင်မှုနဲ့ပါဝင်မှုကြိုးစားတင့်ကြောင်းလဲသူကဆိုပြန်ပါတယ်လက်နက်ကင်မဖြစ်ရမယ်မဆိုလိုပါဘူးခြားသောနိုင်ငံရေးလှုပ်ရှားမှုနဲ့လူမှုလှုပ်ရှားမှုမှာအတန်တိတ်မနေပဲတပ်ဆိုင်ရာနီးလန်းတဲ့မျှတမှုအတွက်မျှော်လင့်ချက်တွေထိမ့်သိမ်းပေးခြင်းပညာသတင်းချက်လက်အာဏာရှင်မှန်သမျှ ြည်သူလူထုနဲ့အမျိုးသမီးများပေါ်လူခွင့်ရေးချိုးဖောက်ခြင်းနဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုများဖြစ်ပျက်နေတဲ့ပေါ်လူမှုကွန်ရက်ပေါ်မှာအတန်ထွက်ပေးခြင်းနဲ့ကျူးလွန်သူများဖြစ်တဲ့အကြမ်းဖက်စစ်ကောင်စီဖြစ်စေအခြားလက်နက်ကိုင်ဖြစ်စေရှမ်းတော်လှန်ရေးတပ်ဖြစ်စေအရေးယူရန် ပူးပေါင်းအတန်ဖော်ထုတ်တဲ့အပိုင်းလှုပ်ဆောင်တင့်တယ်လို့နမ်မွေကအကြံပေးပြောဆိုလိုက်ပါတယ်လူငယ်သဘောသဘာဝရလွတ်လပ်မှု ပိုပြီးကောင်းမွန်တဲ့ပြောင်းလဲမှုနဲ့ဖိနှိပ်မှုကိုတော်လန်လူစိတ်ရှိပြီးသားဖြစ်ပြီးတော့နိုင်ငံရေးဖြစ်စဉ်တော်လန်ရေးဖြစ်စဉ်မှာလူငယ်တွေပါဝင်လာဖို့ကလည်းခေါင်းဆောင်စုသူကလမ်းပြလက်တွဲခေါ်တဲ့ကြောင်းနန်းခွန်လေးကပြောပါတယ်ကျမတို့အခြေအနေကဘလို့ဖြစ်နေလဲဆိုရင်စီးရဲနိုင်ငံရေးအခြေအနေမှာကောင်းကောင်းများအတုံးမချတတ်တဲ့အခြေအနေဖြစ်နေသလားပဲ။ တဖက်မှာလူကြီးတွေဘက်အတွေ့အကြုံရှိတယ်လမ်းပြရမှာသူတို့မှာတာဝန်ရှိတယ်လူငယ်တွေပါဝင်လာဖို့နှစ်ဖက်ဆက်လုံးနိုင်ငံရေးကိုစိတ်ပါဝင်စားရပါမယ်လှုပ်ရှင်တဲ့ဆန္ဒလည်းရှိရမယ်လို့နန်းခွန်လေးကထောက်ပြပြောဆိုပါတယ်ရှမ်းတက်နဲ့တက်အချင်းချင်းကြား ပြစ်ခတ်မှုကြောင့်ရှမ်းလူငယ်တွေဟာပဲ့မပါတဲ့လေကိုလော်ခတ်နေရတယ်လို့ဖြစ်ကြောင်းလဲရှမ်းလူငယ်တွေကပြောဆိုပါတယ် အချင်းချင်းပြစ်ခတ်မှုကြောင့်ရှမ်းလူငယ်တွေကလည်းရှမ်းတက်ထဲတက်သားအဖြစ်သွားလုပ်ဖို့တွတ်ဆုံနေကြပြီးဆစ်အာနာရှင်ကိုတော်လန်ပုံခံခြင်းတော်လဲအခြားပြည်သူကာဝေးရေးတက် PDF ထဲမှာတွားရောက်ပူးပေါင်းရတဲ့ရှမ်းလူငယ်များလည်းရှိကြပါတယ်တကယ်ဆိုရှမ်းတက်နဲ့တက်ဟာချင်းချင်းပြိပခမဖြစ်ဘူးဆိုရင်လူငယ်တွေအုံလိုက်ကျင်းလိုက်ရှမ်းတက်ထဲဝင်ပါတယ် အခုကချင်းချင်းပြစ်ပြီးတော့ကိုလူမျိုးဆုံးရှုံးရမှာကြောက်လို့ရှမ်းတက်ထဲမဝင်ကျင်တာနဲ့ပြေးကြတာတိမ့်ရှောင်ကြတာဒါကိုလည်းခေါင်းဆောင်တွေကမသိကြဘူးလားပြန်သုံးသက်ကြပါရှမ်းတက်တွေချင်းချင်းမပြစ်ဘူးဆိုတာအာမခံပေးရင်ကျွန်တော်တို့တက်ထဲဝင်ဖို့အစင်းသစ်မှာပဲလို့ရှမ်းပြည်မြောက်ပိုင်းလားရှုမြို့နယ်စိုင်းမိန်ကပြောဆိုလိုက်ပါတယ်ရှမ်းတော်လိုင်းခေါင်းဆောင်လို့ခံယူသူတွေခေတ်ကာလနဲ့အညီ တွေးတောဖို့ပြည်သူမျက်နာထောက်ဖို့လိုပြီးဒေါ်လန်ရေးကိုပုံစံပြောင်းမှုလူထုကိုငဲ့ညာဖို့လဲလိုပါတယ်ဒီလိုသာဆက်သွားမယ်ဆိုရင် ရှမ်းလူမျိုးတွေအတွက်အနေရဆုံးကြောက်နေပါမယ်လူငယ်တွေလည်းရှမ်းနိုင်ငံရေးကိုအားတက်သရောပါဝင်လာဖို့လိုအပ်နေတယ်လို့ရှမ်းကောင်းဆောင်များအတွက်ဝိုင်းရှမ်းနိုင်ငံရေးဓမ္မကထပ်လောင်းထောက်ပြပြောဆိုလိုက်ပါတယ် ဒါကြောင့်ဒီ68နှစ်မြောက်ရှမ်းတော်လန်ရင်းကစပြီးရှမ်းလူလူတွေရှမ်းပြည်သားတွေအတွက်ရှမ်းတက်မတော်ဟာဘာရီများကောင်းမွန်စွာပြုပြင်လာမှလဲဆိုတာကိုတော့အားလုံးကမျှော်လင့်ပြီးရင်ထပ်မျှော်လင့်နေရတဲ့အခြေအနေပါပဲပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်